တာလီစွာပါဒီကနေ့အောက်တိုဘာလ28ရက်နေ့နရီဇရာရခိုင်တရင်ဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမဟန္နာကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ ARSA နဲ့ RSO အဖွဲ့တွေရဲ့အပြစ်မဲ့ပြည်သူတွေအပေါ်ယူရချက်ရှိရှိဖမ်းဆီးနှိပ်စက်တပ်ဖြတ်နေမှုတွေနဲ့45 rights ရဲ့အပြုတ်သဘောမဆောင်တဲ့ မီးလောင်ရလေပင်လုံရက်တွေကိုမောင်နှောခိုက်ရိုင်းမွတ်စလင်ရေးရာကောင်စီကလုံးဝရှုတ်ချတဲ့တဲ့ဖြူစင်ရင်ွယ်ဖောင်ဒေးရှင်းကအသက်အငယ်ဆုံးပရာဟိတသမားလူငယ်ကိုလက်လူနာသွားယူစဉ်စစ်တပ်ကဒရုန်းနဲ့ပစ်ခတ်ခဲ့တဲ့အတွက်သိဆုံးခဲ့တဲ့တဲ့ကြောက်ဖြူတိုင်းချောင်းရွာအနီးတိုက်ပွဲမှာစစ်တပ်ဖက်ကအကြအဆုံများတဲ့အတွက်မြမစစ်တပ်လေတပ်ကတိုင်းချောင်းရွာကိုအကြိမ်ကြိမ်ဘုံလာကျဲတဲ့တဲ့တွေကိုလည်းတင်ဆက်ပေးသွားပါမယ် ARSA နဲ့ RSO အဖွဲ့ရဲ့အပြစ်မဲ့တည်သူတွေအပေါ်ရွေကျက်ရှိရှိဖန်ဆီးနှိပ်စက်တပ်ဖြတ်နေမှုတွေနဲ့45 rise ရဲ့အပြုသဘောမှတ်ဆောင်တဲ့မိလောင်ရလေးပင်လောက်ရတွေကိုမောင်နှောခရိုင်မူဆလင်ရေးရာကောင်စီကလုံးဝရှုတ်ချလိုက်ပါတယ်။ အကြံဖတ် ERSA နဲ့ RSO အဖွဲ့ရဲ့အပြစ်မဲ့ပြည်သူတွေအပေါ်ဖမ်းဆီးနှိပ်စက်တပ်ဖြတ်နေမှုတွေနဲ့ Fortify Rights တို့လိုပြည်ပအဖွဲ့အချို့ရဲ့အပြုတ်တဘောမဆောင်တဲ့မိလောင်ရလေပင်လောက်ရက်တွေကိုလုံးဝရှုတ်ချရဲဆိုပြီးမောင်တော်ခရိုင်မှုစလင်ရေးရကောင်စီကကြေညာတစောင်ထုတ်ပြန်လာပါတယ်မန္တောခရိုင်ကို ULAAA ကအကြမ်းဖက်မြန်မာစစ်တပ်ကိုလုံးဝတိုက်ထုတ်သိမ်းပိုက်အုပ်ချုပ်ခဲ့ပြီးရဲ့နောက်ပိုင်းမှာတော့ ဒေသတွင်အခြေအနေဟာတည်ငြိမ်အေးချမ်းမှုတွေရှိလာပြီးမွတ်စလင်ပြည်သူတွေအနေနဲ့လည်းဘာသာရေးပညာရေးကျန်းမာရေးနဲ့ခရီးသွားလာရေးအဆအဆအရာရာတိုးတက်ကောင်းမွန်လာကြောင်းသိရှိနေရတယ်လို့ဖော်ပြပါဗျ။ဒါအပြင်အစိုးရဌာနဆိုင်ရာအသီးသီးမှာမွတ်စလင်တွေအမှုထမ်းခွင့်ရရှိလာပြီးဘာသာရေးရိုးရာဒလေးနဲ့ဆိုင်တဲ့ကိစ္စတွေညှိနှိုင်းဖြေရှင်းနိုင်ရမှာလေမွတ်စလင်အကြီးအကဲတွေနဲ့ယူရီအဖွဲ့အားဖွဲ့စည်းဆောင်ရွက်ခွင့်ရရှိလာတယ်လို့ဆိုပါတယ်။ အခုလိုပြောင်းလဲတိုးတက်လာတဲ့အခြေအနေတွေကြောင့်ဒေသခံမွတ်စလင်တွေအနေနဲ့ဝမ်တာအာရဖြစ်ကြုံတော်မကရခိုင်နဲ့မွတ်စလင်တွေအကြားမှာလည်းလူမှုသဟဇာတာဖြစ်ပြီးငြင်းချမ်းစွာ အတူရှင်တွဲနေထိုင်ရေးကို အထောက်အကူပြုလာနေရကို မြင်တွေ့နေရတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒါအပြင် 45rice တို့လိုပြပအဖွဲအစီတချို့ကအခုလို ထုတ်ပြန်နေတာတွေဟာမွတ်စလင်နဲ့ရခိုင်မျိုးနွယ်စုတွေအကြားမယုံကြည်မှုတန်တရားဖြစ်မှု ကြောက်ရွံ့ဆိုးရုံမှုတွေကြောင့်အချင်းချင်းဆက်ဆံရေးတင်းမာလာနိုင်စေပြီးတိုးတက်ဖြစ်ပေါ်လျက်ရှိတဲ့လူမှုတဟဇာတာဖြစ်မှုနဲ့အတူငြိမ်းချမ်းစွာ အတူရှင်တွဲနေထိုင်ရေးကို ကြီးစွာအဟန့်အတားဖြစ်စေရလို့လည်းဆိုထားပါဗျ။ စစ်သွေးကြွအကြမ်းဖက်အာဆာအဲဆိုအဖွဲ့များရဲ့အပြစ်မဲ့ပြည်သူတွေအပေါ်ရည်ရချက်ရှိရှိဖန်စီနှိပ်ဆက်တပြက်နေမှုတွေနဲ့45 rights တို့လိုပြပအဖွဲ့အစည်းတချို့ရဲ့အပြုတ်တဘောမဆောင်တဲ့မိလောင်ရလေပင်လောက်ရတွေကိုမောင်တော်ခိုင်ရိုင်မူဆလင်ရေးရကောင်စီကလုံးဝလုံးဝရှုတ်ချတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။ လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ပုံနာကျော်ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းကအသက်၁၄နှစ်အရွယ်ပရာဟိတလူငယ်တဦးဖြစ်တဲ့မောင်ထေးအောင်ဟိန်းဟာ အော်တိုဘာလ၂၆ရက်နေ့မှာပုံနာကျွမြို့နယ်ကွမ်းတောင်ရွာကို လူနာသွားတဲ့စဉ်စစ်တပ်ကဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်သေဆုံးသွားခဲ့တယ်လို့သတင်းရရှိပါတယ်။ပုံနာကျွမြို့နယ်ကွမ်းတောင်ရွာကိုလူနာသွားတဲ့ဆောင်နဲ့ ပုံနာကျွန်းဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းကအသက်၄နှစ်အရွယ်ပရာဟိတလူငယ်တအူးဖြစ်တဲ့မောင်ထေးအောင်ဟင်းဟာအော်တိုဘာ26ရက်နေ့မှာလူနာသွားတဲ့စဉ်စစ်တပ်ကဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်သေဆုံးသွားခဲ့တယ်လို့သူ့ရဲ့အကူအရင်းဖြစ်သူကိုခိုင်ဟင်းထက်ကလူမှုကွန်ရက်ဆာမျက်နှာမှာဖော်ပြထားပါတယ်။ တိတ်ဆုံးသွားတဲ့ပရာဟိတသမားလူငယ်မောင်ထေးအောင်ဟင်းဟာပုံနာကျွမျိုးရွာဟောင်းပိုင်းရက်ကွက်ကဖြစ်ပြီးပရာဟိတလုပ်ငန်းတွေကိုအသက်၁၀နှစ်ကျော်အရွယ်ကလေးကလှုပ်ဆောင်နေသူဖြစ်ပါတယ်။မောင်ထေးအောင်ဟင်းတိတ်ဆုံးရတာကသိရပြီးသူတိတ်ဆုံးသွားခဲ့ရတဲ့ဖြစ်စဉ်အသေးစိတ်ကိုတော့ဆက်သွယ်မေးမြန်းလို့မရနိုင်သေးတာကြောင့်တင်ပြနိုင်ခြင်းမရှိသေးပါဘူး။ စစ်တွေအခြေဆိုင်စစ်တပ်တပ်ရင်းတွေဟာကွမ်းတောင်ရနဲ့ကွမ်းတောင်ရအနီးဝန်းကျင်ကိုဒရုန်းတွေလက်နက်ကြီးတွေနဲ့ယခုနှစ်စက်တင်ဘာလအတွင်းကစပြီးနေ့စဉ်ရက်ဆက်ပစ်ခတ်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တိုင်းချောင်ကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းတစ်ခုကို အောက်တိုဘာ24ရက်ညနေပိုင်းကအာရခတပ်တော် AA ကကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းထက်ဝက်ခန့်ကြာဆုံးသွားခဲ့တဲ့အတွက်လေချောင်းကနေတိုင်ချောင်းရွာကိုအကြိမ်ကြိမ်ဘုံလာကျဲခဲ့တယ်လို့သတင်းရရှိပါတယ်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တိုင်ချောင်းကျွရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းတစ်ခုကိုအော်တိုဘာ24ရက်ညနေပိုင်းကအရခတ်တတော်အေအေကဂျားဖြတ်တိုက်ခိုက်ရာစစ်ကြောင်းထဝက်ခန့်ကြဆုံသွားခဲ့တဲ့အတွက်လေကြောင်းကနေတိုင်ချောင်းရွာကိုအကြိမ်ကြိမ်ဘုံလာကျဲခဲ့တယ်လို့သိရပါတယ်။ စစ်တပ်ကအကြအဆုံများခဲ့တဲ့အတွက်တိုင်းချောင်းရွာကိုတောက်ကြနေညက်နေပိုင်းမှာတစ်ကြိမ်စနေနေ့မနက်ကိုနှစ်ကြိမ်စစ်တပ်လေတပ်ကဂျက်လီရင်တွေနဲ့ပေါင်900ဘုံတွေကျေချခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်တောက်ကြနေညနေပိုင်းမှာစစ်တပ်ဘုံကျဲတာကြောင့်တက်ကြီးပိုင်းတအူထိခိုက်ဒဏ်ရာရခဲ့ပြီးနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ စနေနေ့မနက်ပိုင်းမှာစစ်တပ်ကဘုံနှလုံးထပ်မံလာကျဲခဲ့တဲ့အတွက်တိုင်ချောင်းရွာက မောင်ငင်းချန်းစိုး15နှစ်နဲ့ကိုစောဝင်းနိုင်16နှစ်တို့ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။တိုင်ချောင်းရွာကကြောက်ဖြူဇိုင်ချောင်းတစ်ပုတ်တောင်လမ်းစုံမှထပ်မံကျေနှစ်မိုင်ခန့်သာဝေးတာကြောင့်စစ်တပ်ကအဲ့ဒီရွာဘက်ကိုစစ်ကြောင်းထိုးလာစဉ်အေအေကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ မနေ့နေ့လေကလည်းလေချောင်းကနေအမ်းမြို့ကိုဘုံလာကျဲခဲ့တဲ့အတွက်ရွာဟောင်းရက်ွက်ကချင်းလူမျိုး အသက်၉နှစ်အရွယ်စလိုင်းသိန်းစော်တန်းဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်စစ်တပ်ကအကြအဆုံများခဲ့တဲ့အတွက်တိုင်းချောင်းရွာကိုတောက်ကြနေညနေပိုင်းမှာတစ်ကြိမ်စနေနေ့မနက်မှာနှစ်ကြိမ်စစ်တပ်ကဂျက်လီရင်တွေနဲ့ပေါင်900ဘုံတွေကျဲချခဲ့တယ်လို့သိရပါတယ်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကို တင်ဆက်ပေးခဲ့တာပါ ဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံသားကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။ပြည်တွင်းသတင်းသဘောက်အနေနဲ့အိန္ဒိယမြန်မာနယ်စပ်မီဇိုရန်ပြည်နယ်ကြံဖိုင်းခရိုင်အနီးရှိတောရင်းတနေရာမှာအောက်တိုဘာ24ရက်နေ့ကလက်နက်မျိုးစုံကိုအာတန်ရိုင်ဖယ်တပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့သိရပါဗျ။ အာတန်ရိုင်ဖယ်တပ်ဖွဲ့ဟာတရင်ရရှိထားတဲ့အရာကြံဖိုင်းခရိုင်အနီးဝန်းကျင်တောထဲမှာလိုက်လံရှာဖွေခဲ့ရာတောထဲမှာဖွက်ထားတဲ့လက်နက်မျိုးစုံကို ရှာဖွေတွေ့ရှိခဲ့ကြတာလို့အိန္ဒိယသတင်းတွေကဆိုပါတယ်။ ဖန်စီယာမီရဲ့လက်နက်တွေကတော့60မမမော်တာ60မမကြီးမြန်မာထုတ်ရိုင်ဖယ်တနက်အတူလက်ပစ်ပုံကြည်စံနဲ့ရေဒီယိုစကားပြောဆက်တို့ဖြစ်ကြပြီးအဲ့ဒီလက်နက်တွေကိုအာတန်ရိုင်ဖယ်ရဲစခန်းကိုလွှဲပြောင်းခဲ့တယ်လို့သိရပါတယ်။ကြံဖိုင်းကျွေရကအိန္ဒိယမြန်မာနယ်စပ်ကကျွေရဖြစ်ပြီးချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ဌာနချုပ်စခန်းအနီးမှာတည်ရှိတယ်လို့သိရပါတယ်။ အခုဖမ်းမိခဲ့တဲ့လက်နက်တွေက CNDF တပ်ဖွဲ့ဝင်တချို့ကတော်ရဲမှာဖွက်ထားတာဖြစ်နိုင်တယ်လို့ဝေဖန်မှုတွေရှိနေပေမဲ့နေရီဇရာကတိချအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။အိန္ဒိယနဲ့မြန်မာနယ်စပ်မှာအခုလပိုင်းနေအတွင်းမြန်မာဘက်ကိုပို့ဆောင်မဲ့လက်နက်ခဲယမ်းတွေကို မကြာခဏဖမ်းဆီးမိနေတယ်လို့လည်းသတင်းရရှိပါတယ်။နိုင်ငံတကာသတင်းသဘောက်အနေနဲ့အမေရိကန်ရေတပ်ရဟတ်ရင်နဲ့ဂျက်လီရင် တောင်တရုတ်ပင်လယ်တွေပြကြတဲ့တဲ့အမေရိကန်ရေတပ်ရဟတ်ရင်တစင်းနဲ့ဂျက်လီရင်တစင်းတို့ဟာတောင်တရုတ်ပင်လယ်ထဲမှာတနင်္ဂနွေနေ့ကတီချာဖြစ်ရက်နှစ်ခုအတွင်းပြကြခဲ့တယ်လို့ AFP သတင်းဌာနမှဖော်ပြထားပါတယ်။အခုလိုတောင်တရုတ်ပင်လယ်တွေကို ပြကြခဲ့ပေမဲ့လေရင်မှုတွေကိုဘေးကင်းစွာကယ်ဆယ်နိုင်ခဲ့တဲ့အတွက်သေဆုံးသူမရှိဘူးလို့ဆိုပါတယ်။ ပထမဆုံးပြတ်ကြမှုကတော့ MX60R စီးဟွားရဟတ်ယင်ဖြစ်ပြီးလေယာဉ်တင်တင်ပေါ် USS Nimitz မှာ ပုံမှန်လုပ်ငန်းတွေလှုပ်ဆောင်နေစဉ်တောင်တရုတ်ပင်လယ်ရေပြင်မှာပြတ်ကျသွားခဲ့တယ်လို့ American Pacific ရေတပ်က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရဟယင်မော်မှာပါရှိတဲ့လေယံအမှုရန်တုံဦးစလုံးကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါရယ်။ ရေတပ်ရဲ့အဆိုအရနိုင်ဝက်အကြမှာတိုက်လေရင်တစင်းဟာလဲ USS Nimitz ကနေပုံမှန်လုပ်ငန်းတွေလှုပ်ဆောင်နေစဉ်တောင်တရုတ်ပင်လယ်ထဲကိုပြတ်ကျခဲ့တယ်လို့ဆိုပါတယ်ရေတက်ရဲ့ထုတ်ပြန်ချက်ထဲမှာတော့လေရင်အမှုဒဏ်နှစ်ဦးစလုံးဟာလေရင်ပေါ်ကနေခုံထွက်နိုင်ခဲ့ပြီးဘေးကင်းစွာပြန်လည်ရှာဖွေ တွေ့ရှိခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်ရှင်။ နရင်စရာသတင်းဌာနကနိုင်စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့နရင်စရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsara.com မှာဝင်ရောက်ကြည့်ရှုနိုင်ကြလို့ Facebook, YouTube, Telegram တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နရင်စရာရုပ်တံကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးကျမ်းမာရှင်လန်းကြပါစီရှင်